အနောထမင်းသားဟာအနောထလို့မခေါ်သေးခင်ကအဲ့ဒီချိန်မှာအနုရတရွာကိုအပိုင်စားရတဲ့မင်းမှုတံမဖြစ်ခဲ့တယ်။မှန်ပါဗျာ။သုတ်ကတိရဲ့အမှုကိုထမ်းရတယ်။နောက်ပိုင်းရောက်တဲ့အခါကျတော့သုတ်ကတိနဲ့သူ့နဲ့စိန်ခေါ်ရတယ်ပေါ့နော်။ပကံတမိုင်းမှာပြောမယ်။မှန်ပါဗျာ။စိန်ခေါ်တယ်အဲ့ဒီခေတ်ကလူစွမ်းကောင်းခေတ်ဆိုတော့ မလို့ကြမလဲမြင်းနဲ့စီချင်းထိုးပဲစီချင်းထိုးတယ်ဆိုတာအသေးတတ်တာအပျော်လောက်တာမဟုတ်ဘူးနိုင်တဲ့လူကရှုံးတဲ့လူကိုအသေးတတ်မှာပဲစုတ်တေးနဲ့အနောရထာမြင်းကဘာချောင်းပေးပါမြင်းစီပြီးတော့တုံးနဲ့တူလက်ဆွမ်းကိုပြကြတယ်ပထမစုတ်တေးကမြင်းစီပြီးတော့ အကွက်ချောင်းပြီးတော့အနော်ထားကိုလှန်နေထိုးလိုက်တယ်။မှန်ပါဗျာ။ထိုးလိုက်တော့သူလှန်ချက်ကချက်ကိုမထီပဲနဲ့မြင်းကကိုသွားထိသွားတယ်။မှန်ပါဗျာ။အဲ့ဒီမှာအနော်ထားကထီခါတော့နောင်တော့လှည့်ပြီးပြီးသူ့လှည့်ပဲ။ခန္ဓာအောင်ခံဆိုပြီးတော့မြင်းကိုလှည့်ပတ်စီပြီးစုကတူကိုလှန်နေထိုးချလိုက်တဲ့အခါကျတကယ်ချက်ကောင်းကိုထိသွားတယ် စုတ်ကတိရောမြင်းရော၆နဲ့ကိုကြာပြီးတော့မျောပါသွားတယ်မှန်ပါဗျအဲ့ဒါဟာပကံရဲ့အစလို့ပြောခြင်းပြောလို့ရတယ်ပေါ့အဲ့ဒီကစပြီးတော့အဲ့ဒီ၆ကိုလည်းပဲမြင်းကပါ၆၊မြင်းရောကရောပါသွားလို့မြင်းကပါ၆လို့ခေါ်တယ်လို့ဒီလိုလည်းဆိုကြတယ်ပေါ့နော်အဲ့ဒီကနေပြီးအနောထဘယင်းဆိုတာဖြစ်လာတာပဲရှေးရခင်ကအနောထဘယင်းဆိုတာမရှိသေးဘူး စုတ်တေးကိုအနိုင်တိုက်ပြီးတော့ဒီမျိုးပြကိုအုပ်ချုပ်တဲ့အခါမှာသူ့ရဲ့ညံစွမ်းညံစားနဲ့အစွမ်းတကူတွေတာထားလိုက်ပါ သူ့ရဲ့လက်ရည်လက်သွေးရဲ့အသိဉာဏ်နဲ့သူဟာအုပ်ချုပ်တယ်မှန်ပါတယ်ရှားဆွေနဲ့တော့မှတော့အထင်ကြီးအောင်တော့ဖမဘေးရင်နေဟိုရင်တရားမင်းကဗာဆက်တယ်ညာဆက်တယ်အဲ့ဒါတွေတာထားလိုက်မှန်ပါတယ်တရားကိုထဲ့မပြောနဲ့တော့ဈေးကြီးနေမှန်ပါတယ်တရားကိုထဲ့မပြောနဲ့ တို့ရဲ့လူရဲ့အရေးချင်းတွေကရှိတယ်။တမန်အရေးချင်းတွေရှိတာပဲเนาะအဲ့ဒီတမန်အရေးချင်းတွေကထူးခြားတဲ့အရေးချင်းနဲ့စုပ်တဲကိုအနိုင်ရပြီးတော့ပကံထိနှံ့ကိုသူကပိုင်းစိုးလိုက်တာပဲဖြစ်တယ်။